စိတ်ညစ်တယ်စိတ်ညစ်တယ်ရှုပြီးတချို့ညည်းကြတာရှိတယ်စိတ်ကဘာလို့ညစ်တာတော့အညစ်အကြေးတွေနဲ့ပေါင်းပြီးလို့စိတ်ကညစ်သွားတာအလိုဆန္ဒဆိုတာစိတ်ရဲ့အညစ်အကြေးပဲမကြည်နပ်မှုဆိုတာစိတ်ရဲ့အညစ်အကြေးပဲတူဝီမိုင်မဲမှုဆိုတာလည်းစိတ်ရဲ့အညစ်အကြေးပဲဒါကြောင့်မြတ်စွာဘုရားကတယောမေဘိခဝေအန္တရာမလာ လောဘဒေါသမောဟဆိုတဲ့ဒီတရား၃ပါးဟာအန္တရာမလာစိတ်ရဲ့အငြိအကျေးဖြစ်တယ်တဲ့အဲ့ဒါစိတ်ငြိတယ်ဆိုတာအဲ့ဒီတရားတွေကြောင့်စိတ်ငြိရတယ်အဲ့လောဘဒေါသမောဟဆိုတာစိတ်ရဲ့အငြိအကျေးတင်လားဆိုတော့မကဘူးတဲ့အန္တရာအမိတ်တစိတ်ရဲ့မိတ်ဆွေပြက်လဲဖြစ်တယ်တဲ့စိတ်ရဲ့အကျိုးမဲ့ကိုနောက်ွယ်ကနေဖန်တီးမဲ့ မိတ်ဆွေရောင်ဆောင်းနေတဲ့ရန်သူပေါ့နောက်ကျောကိုဓာတ်နဲ့ထိုးမဲ့မိတ်ဆွေပြက်လောဘဒေါသမောဟဆိုတာစိတ်ရဲ့မိတ်ဆွေပြက်ပါတဲ့ဒါရင်လားအကာစီကိုအန္တရာတပ္ပတလောဘဒေါသမောဟဆိုတာစိတ်ရဲ့ရန်သူလည်းဖြစ်တယ်တဲ့အတီလည်းမဲနေရှင်မဲနှောင်းရှင်မဲဒုက္ခရောက်အောင်ဆင်းရဲအောင်အမျိုးမျိုးဗန်တီးလိမ့်မယ် ီလိုစန္ဒတွေမကျေနပ်မှုတွေတွေးမိုက်မဲမှုတွေဆိုတာစိတ်ကိုအမြဲတမ်းဆင်းအောင်နှိမ့်ဆက်တဲ့အတွက်ကြောင့်စိတ်ရဲ့ရန်သူတွေဖြစ်တယ်တဲ့ဒါကြောင့်တရားတော်တို့ဥရှင်တို့ခါအားလေဆိုာစိတ်ဆင်းရဲလိုက်တာလို့ညည်းရတာရှိတယ်စိတ်ကအလကားဆင်းရဲတာမဟုတ်စိတ်ကိုဆင်းရဲအောင်နှိမ့်ဆက်တဲ့အရာတွေရောက်ဒီစိတ်ကဆင်းရဲသွားတာဒါကြောင့်ထေတာကိုတည်နေတဲ့အချိန်မှာ ဒီလောဘဒေါသမောဟဆိုတဲ့စိတ်ကိုဆင်းရဲအောင်နှိပ်စက်မဲ့အရာတွေမရှိတဲ့အတွက်ကြောင့်စိတ်ကလေးချမ်းသာတယ်ဆိုတာဖြစ်လာတယ်။ဒါကြောင့်စိတ်ရဲ့အငြိအကြေးတွေမပေးချမ်းရလေအောင်စိတ်ရဲ့မိတ်ဆွေပြည့်တည်နေဒီစိတ်မပေါင်းမိလေအောင်စိတ်ရဲ့ရန်သူတွေရဲ့နှိပ်စက်တာကိုမခံရလေအောင်ရိဒာပြီးတော့နေရတယ်။လောဘဒေါသမောဟဆိုတာဆိုးတဲ့ဘက်မှာဒီလောက်တင်ဆိုးတာမဟုတ်ဘူးတဲ့နောက်ထပ်ကြံသေးတယ် အန္တရာဝဒကစိတ်ရဲ့ဒုသတ္တမလည်းဖြစ်တယ်တဲ့စိတ်ကိုဖြက်စီအောင်ဖြက်စီမဲ့စိတ်ရဲ့ဒုသတ္တမတဲ့အလိုဆန္ဒတွေမကျေနပ်မှုတွေမိုက်မဲမှုတွေဆိုတာစိတ်ကိုအသေးသက်မဲ့စိတ်ရဲ့ဒုသတ္တမလို့တောင်မြတ်စွာဘုရားဟောတယ်။နောက်အန္တရာပိစ္ဆတိကစိတ်ရဲ့စံကျင်ဘက်တမားတွေလည်းဖြစ်တယ်တဲ့ စိတ်ကဒါဖြစ်ခြင်းတယ်ဆိုရင် तू ကဟိုဟာဖြစ်အောင်လုပ်မယ်စိတ်ကချမ်းသာခြင်းတယ်ဆိုရင်လောဘဒေါသမောဟကဆင်းရဲအောင်လုပ်မယ်စိတ်ကရှင်းခြင်းတယ်ဆိုရင်လောဘဒေါသမောဟကရှုပ်အောင်လုပ်မယ်စိတ်ကအေးခြင်းတယ်ဆိုရင်လောဘဒေါသမောဟကပူအောင်လုပ်မယ်စိတ်ဖြစ်ခြင်းသားကိုအလုံးဆန့်ကျင်ပြီးတော့ပဲလုပ်တယ်တဲ့ဒါကြောင့်လောဘဒေါသမောဟကိုအန္တရာပစ္စတိကစိတ်ရဲ့ဆန့်ကျင်ဘက်သမားများလို့မြတ်စွာဘုရားဟောတယ် အဲ့လိုဆိုးသွမ်းတဲ့တရားတွေကိုမိမိစိတ်ထဲမဝင်ရအောင်မရောက်ရအောင်ထိမှုသဘောရဲ့ပုံမှာဒလဆက်တတိထားပြီးတော့နေကြရတာလောဘဒေါသမောဟဆိုတာအခု၅ချက်တောင်ပြောခဲ့တယ်အန္တရာမလစေရအငြိအကျေးအန္တရာအမိတ္တစေရမိတ်ဆွေပြည့်အန္တရာတပ္ပတ္တစေရရန်သူ အန္တရာပစ္စတိကအန္တရာဝရကစေယတုတ္တသမအန္တရာပစ္စတိကစေယဆန့်ကျင်ဘက်သမအဲ့ဒီလိုသိုးသွမ်းတဲ့တရားတွေဒီစိတ်ကိုဝင်ပြီးတော့ညစ်အောင်ဆင်းရဲအောင်ပေးချမ်းအောင်မလုံနိုင်ဖို့အတွက်တတိနဲ့ဒီစိတ်ကိုကာကွယ်ဆောင်ရှောက်ရတာညစ်အောင်လုံးမဲ့အရာတွေမရှိတော့စိတ်ကလေးဖြူတယ်ပေါ့ ဆင်းရဲအောင်နှိမ့်ဆင်းမဲ့အရာတွေမရှိတော့စိတ်ကလေးချမ်းသာတယ်ပေါ့စိတ်ကိုပူလောင်အောင်ရှုမြိုက်မဲ့အရာတွေမရှိလို့စိတ်ကလေးအေးချမ်းတယ်ပေါ့ဒါကြောင့်ထိမှုသဘောကိုဒလဇတ်တတိထားနေတဲ့မြင့်မြတ်တဲ့လုပ်ငန်းကိုကြိုးစားတိုင်းကြိုးစားတိုင်းကိုယ့်စိတ်ကိုချမ်းသာအောင်လုပ်နေတာကိုယ့်စိတ်ကိုအေးချမ်းအောင်လုပ်နေတာကိုယ့်စိတ်ကိုဖြူစင်အောင်ကြိုးစားတာဒီတတိထားတဲ့လုပ်ငန်းစဉ်ကလွဲလို့စိတ်ကိုဖြူစင်အောင်လုပ်တဲ့နေ့ စိတ်ကိုချမ်းသာအောင်လုပ်တဲ့နေ့စိတ်ကိုအေးချမ်းအောင်လုပ်တဲ့နေ့ဆိုတာမရှိပါဘူး။ဒါကြောင့်အလွန်မြင့်မြတ်တဲ့ကျင့်စဉ်ကိုကျင့်နေတာဝင်လေဝင်တိုင်းထီတယ်။ထီတိုင်းထီတိုင်းတည်နေအောင်ကြိုးစားထွက်လေထွက်တိုင်းထီတယ်။ထီတိုင်းထီတိုင်းတည်နေအောင်ကြိုးစားဒီလိုတည်ထားခြင်းဟာဒီစိတ်ကိုမဆင်းရဲအောင်ဖြူစင်အောင်ရန်သူတွေအညစ်အကြေးတွေမဝင်အောင် ကာကွယ်ဆောင်ရှောင်နေတာဒါကြောင့်မြတ်စွာဘုရားကသူတို့တဏ္ဍသူနိပုဏယထာကမ္မနိပါတိနာစိတ်တံရခေထမေရာဝီစိတ်တံဂုတ်တံဒုက္ခဝဟံလို့ဒီလိုဟောတာပေါ့သူတို့တဏ္အလွန်မြင်နိုင်ခဲ့တဲ့သဘောရှိတဲ့သူနိပုဏအလွန်နူးညံ့သိမ်မွေ့တဲ့ယထာကမ္မနိပါတနာစီမရှိကံမရှိဘယံဗရာရောက်ချင်အောင်ရောက်သွားတဲ့သဘောရှိတဲ့ စိတ်တံစိတ်ကိုမေတာဝီကြောင်းကျိုးမြင်သည့်ပညာရှိသည်ရက္ခေတတတိတရားဖြင့်စောင့်ရှောက်ရ၏ဂௌတံစောင့်ရှောက်လို့လုံခြုံတဲ့စိတ်တံစိတ်သည်ဒုက္ခဝဟအမျိုးမျိုးသောချမ်းသာဒုက္ခကိုပေးလိုက်မယ်တဲ့